ချက်တော်တရရှင်ဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တစ်လေးဖြစ်ပါစေအားလုံးလည်းပဲဘုရားကောင်းကြီးထုခံစားရပြီးတော့ယနေ့နေ့ရက်တစ်တစ်ပတ်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းဖြည်းဖြည်းနဲ့ဝမ်းမြောက်နိုင်ကြပါစေချက်တဲ့မိတ်ဆွေပေါင်းတို့ဘုရားရိပ်မှာခိုခြင်းကအလုံးမပင်အေးမြတယ်နော်ဘုရားသခင်နေ့တိုင်းကျွန်တော်ကိုမဆာတယ်ကျွန်တော်ကိုကြွယ်ကာတယ်ကျွန်တော်ကိုစောက်ရှောက်တယ်အဲ့တို့ကြောင့်ဘုရားသခင်ရဲ့အလိုတော်တိုင်းကျွန်တော်အသက်ရှင်ပြီးတော့သွာလာနေတိုင်းလှုပ်ရှားတဲ့ခါမှာဘေးကင်းတယ်လုံခြုံတယ်တရက်ပြီးတရက်လည်းပဲဘုရားကြွယ်ကာပေးခဲ့တာ ။နော်အဲ့တော့ကြောင့်ကျွန်တော်အားလုံးကဝမ်းမြောက်ပြီးတော့ဖះကိုတကယ်ပဲခိုးလုံကိုးစားကြပါစို့လို့ကျွန်တော်လည်းအားပေးခြင်းပါတယ်။ချစ်တဲ့မိတ်ဆွေပေါ့နော်။ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်ဖះသခင်ကိုသာဝတ်ပြုပါ။ဖះသခင်ကိုသာကိုးကွယ်ပါ။ဖះသခင်ကိုဝတ်ပြုပါဖះသခင်ကိုသာကိုးကွယ်ပါ။ဒါဆိုရင်သင်သည်အမြဲတမ်းပဲစိတ်ချမ်းသာကိုးကြမ်းပါနဲ့အမြဲဝမ်းမြောက်နေမှာဖြစ်တယ်။ဖះကိုခိုးလုံကိုးစားတဲ့သူဟာဘယ်တော့မှစိတ်ပြက်စရာအကြောင်းမရှိဘူး။ဖះကိုယုံကြည်တဲ့သားသမီးတွေကဖះကအမြဲတမ်းမဆပ်ပေးနေမှာဖြစ်တယ်။ ဒါကြောင့်ဘုရားသခင်ကလည်းပဲသူ့ရဲ့သားသမီးတွေကသူ့ကိုပဲစကပ်ပြီးတော့သူ့ကိုပဲအံ့နံပြီးတော့သူ့ကိုပဲအမြဲတမ်းယုံကြည်ပြီးတော့ကိုးကွယ်ဖို့ဘုရားသခင်ကလည်းပဲကျွန်တော်တို့ကိုတိုက်တွန်းနေတာဖြစ်တယ်မျောကျွန်တော်ကိုးကွယ်တာကိုလည်းမျောနေနေတဲ့ဘုရားဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါ့နော်ဒါကြောင့်ယောရှုမသာခန်းကြီး24ပိုင်းငယ်15မှာငါနဲ့ငါအိမ်သားဖြစ်လျင်ထာဝရဘုရားကိုသာဝိပုမြည်နော်ဒီနေ့ကျွန်တော်အားလုံးကဘုရားသခင်ရဲ့သားသမီးတွေဖြစ်ရင်ဘုရားသခင်ကိုသာဝိပုဖို့ရတဲ့ ဘုရားသခင်ကိုသာကိုးကွယ်ဖို့ရန်အတွက်ဘုရားသခင်ကိုသာယုံကြည်ဖို့ရန်အတွက်အလုံးမပင်ယေကြည်ပါတယ်ကျွန်တော်အားလုံးကဆိုရှင်ထာဝရဘုရားသခင်ရဲ့သားသမီးပါဆိုပြီးတော့ကျွန်တော်ကလောကရဲ့ရေးရပေါ်မှာအယောင်ယောင်အမားအမားနဲ့ကျွန်တော်ကသွားလာနေထိုင်သက်ရှင်နေမယ်ဆိုရင်တော့ဒီနေ့ကျွန်တော်ရဲ့အသက်တာဒီဘုရားသားသမီးအစ်စ်မှာဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူးဘုရားသားသမီးဖြစ်စစ်မှန်ဖို့ရန်အတွက်ဘုရားရဲ့အလိုတော်တိုင်းအသက်တာကိုနားထောင်လိုက်လျှောက်ပြီးတော့ကျွန်တော်ကရှင်းတန်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ် ဖျားသားသမီးတွေကဖျားရဲ့စကားကိုနားထောင်ခြင်းမရှိဘူး။ဖျားရဲ့လိုတော်ကိုလိုက်လျှောက်ခြင်းမရှိဘူး။ဖျားရဲ့အလိုတော်တွေကိုသွေးဖြီးပြီးတော့ကျွန်တော်ကအသက်ရှင်နေမယ်ဆိုရင်သင်တို့ဒီနာမည်ရပဲဖျားသားသမီးဖြစ်မယ်။သင်တို့ရဲ့အသက်တာဒီဖျားသားသမီးလုံးဝမဖြစ်နိုင်ဘူးဆိုတာကိုတွေ့ရလိမ့်မယ်။ဒါကြောင့်ဒီနေ့ရှောလူကယောရှုကပြောခဲ့တယ်လို့ပဲငါနဲ့ငါအိမ်သားဖြစ်လျင်သာဝရဖျားကိုသာဝတ်ပြုရမယ်။လောကမှာအယောင်ယောင်မားမားနဲ့ကျွန်တော်နေဖို့မဟုတ်ဘဲနဲ့ အခြားသောဖျားတွေကိုလည်းပဲလိုက်ပြီးတော့ကိုးကွယ်ဖို့မဟုတ်ဘဲနဲ့အားကျဖို့မဟုတ်ဘဲနဲ့ဖျားကိုသာလျင်ကိုးကွယ်ဖို့ရန်အတွက်ဒီအလုံးမပင်အရေးကြီးပါတယ်။ဒါကြောင့်ဆာလံကြက်ခိုင်းတရား၂၀ကိုပိုင်ငယ်တင့်ပါတို့ရှင်။ထာဝရဘုရားသည်အိမ်ကိုစောင့်တော်မူမလျင်စောင့်တော်သူတို့သည်အချင်းနီလှုပ်ဆောင်ကြ၏။ထာဝရဘုရားသည်မြို့ကိုစောင့်တော်မူမလျင်ကင်းဆောင်တို့သည်အချင်းနီဆောင်ကြ၏။ဒီနေ့ကျွန်တော်အားလုံးကတို့ရှင်ဖျားသခင်ကအရာခတ်သိန်းကိုပြုတော်မူတဲ့ဖျားဖြစ်တယ်။ ဖျားတရားမရှိဘဲနဲ့ကျွန်တော်အားလုံးကနေထိုင်သွားလာသက်ရှင်တဲ့အခါမှာအဲ့ဒီမိမိရဲ့အတိုင်းဝိုင်းအတွက်လည်းပဲမင်္ဂလာမရှိဘူးเนาะမိမိရဲ့အတိုင်းဝိုင်းအတွက်လည်းပဲထိမိ၍လဲเสียဖြစ်နေမယ်ဖျားသားသမီးမှန်ရင်ဖျားရဲ့အလိုတော်တိုင်းအသက်တာကိုရှင်သန်ပြီးတော့ဖျားရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်ဒါကြောင့်ဖျားသခင်ကအိမ်ကိုစောင့်တော်စောင့်တော်မူလျင်ဒီနေ့ဖျားသခင်တင်၌မရှိဘူးဆိုရင်တင်လောကမှာအသက်ရှင်နေတာအချင်းကြီးပဲတဲ့ဘာကြောင့်လဲ ဖယားသားသမီးပါလို့ပြောပြတယ်။တင်းကဖယားစကားမှာနားမထောင်ရင်တော့လောကမှာတင်ရလို့ရှင်ဘလောက်ပဲကြွေးကြော်နေနေအဲ့ဒါအားလုံးအချင်းကြီးပဲ။နော်အချင်းကြီးလှုပ်ဆောင်နေတာပဲဖြစ်မယ်။အချင်းကြီးကြွေးကြော်နေတာပဲဖြစ်မယ်။နော်ထောင်ပရဗျာမြို့တော်ဆောင်းတော်မလေးကင်းဆောင်းတော်ဒီအချင်းကြီးဆောင်းကြတယ်ဆိုပြီးတော့ဖော်ပြတာလေ။ဒါဒီနေ့ကျွန်တော်ရအသက်တာမှာလို့ရှင်ဖယားကျွန်တော်ကိုစောက်ရှောက်တဲ့ဖယားဖြစ်ပါတယ်။ဖယားရဲ့စောက်ရှောက်ခြင်းကိုကျွန်တော်အားလုံးကနေစဉ်ဒူဝခံစားနေရတယ်။အဲ့တော့ဖယားရဲ့ဆောင်းမပို့ဆောင်ကောင်းချီးတွေကိုကျွန်တော်ခံစားရတဲ့အခါမှာ ယနေ့ချစ်တဲ့မိတ်ဆွေသင်ကဖရာသခင်ရဲ့အလိုတော်တိုင်းဖရာသားသမီးအဖြစ်အသက်တာကိုရှင်တန်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်။ဒါနဲ့ဖရာသခင်ရဲ့သားသမီးဖြစ်မယ်ဆိုရင်ထာဝရဖရာကိုသာဝေပြုရမှာဖြစ်တယ်။ထာဝရဖရာကိုသာကိုးကွယ်ရမှာဖြစ်တယ်။ထာဝရဖရာကိုသာကျွန်တော်အလုံးကအားကိုးရမှာဖြစ်တယ်။ဖရာကိုကိုးစားဖရာကိုယုံကြည်ဖရာကိုအားကိုးပြီးတော့ကျွန်တော်အသက်ရှင်မယ်ဆိုရင်ယနေ့ကျွန်တော်ရတတ်တာဒီလုံးဝပျော်ရွှင်ဝမ်းမြောက်ပြီးတော့ အမြဲတမ်းငြိမ်သက်ချမ်းသာအပြည့်ဝခံစားရမှာဖြစ်တယ်။ဘယ်နေရာမှာဘယ်ခြေနေမှာဘယ်လိုအခြေအနေမြစ်ပေါ်မှာရှိနေပါစေ။သင်သည်ဘုရားကိုအားကိုးဖို့မမေ့ပါနဲ့။ဘုရားကိုဝတ်ပြုဖို့မမေ့ပါနဲ့။ဘုရားတရားဘယ်နေရာပဲပဲရောက်ရောက်ဘုရားတရားမမေ့ပါနဲ့။အဲ့ဒါအရေးကြီးဆုံးပဲ။နော်။သင်ရောက်ရှိတဲ့နေရာကဘုရားတရားမဲ့တဲ့နေရာ။ဘယ်နေရာမှာပဲရောက်နေနေ။နိုင်ငံခြားမှာသင်သွားပြီးတော့အလုံးလုံးနေတယ်။ဘုရားတရားမဲ့ဘုရားမဲ့တရားမဲ့ရှိတဲ့နေရာမှာသင်ရောက်နေကောင်းရောက်နေနိုင်မယ်။နော်။ဒါမှမဟုတ်ကမဲ့သင် အလုတ်သွားတဲ့နေရာမှာဆိုရှင်အခြားတပါသောသူတွေကြားထဲမှာတင်ရောက်နေမှာဖြစ်ပါတယ်။ဘယ်နေရာမှာဘယ်ဒေသမှာပဲရောက်ရောက်ကျွန်တော်တို့ဒီဖရာသခင်ရဲ့အိမ်သားတွေဖြစ်တယ်။ဖရာသခင်ရဲ့အိမ်တော်သားတွေဖရာသခင်ရဲ့သားသမီးတွေဖြစ်တယ်ဆိုတာကိုကိုယ်တိုင်က ကိုယ့်ကိုယ်သူသိရှိသဘောပေါက်ပြီးတော့ဘယ်လိုနေရာပဲရောက်ရောက်နိုင်ငံသားမှာအလုတ်ပဲသွားလို့လို့ဖရာမဲတရားမဲတွေကြားထဲမှာပဲရောက်နေပါစေ။ချစ်တဲ့မိတ်ဆွေတရိပ်ရလိုက်ပါ။ဒံယေလနဲ့ အဖော်၃ယောက်ကိုတတိရလိုက်ပါတို့ရောက်ရှိသွားတဲ့တိုင်းတစ်ပါးကတို့ကြုံအဖြစ်ခေါ်သွားတဲ့နေရာဟာဖျားတို့ကိုးကွယ်တဲ့ဖျားကိုးကွယ်တဲ့နိုင်ငံကိုကြောက်သွားတာမဟုတ်ဘူးဖျားမဲ့တရားမဲ့နေရာတွေမှာတို့ရောက်ရှိသွားတာဖြစ်တယ်သို့ပြေတော်ညာလည်းပဲတို့ကတော့ရှင်ဘယ်လိုနေရာမှာပဲရောက်ရောက်မိမိဖျားသခင်ကိုအမြဲခိုလုံတဲ့သူမိမိဖျားသခင်ရဲ့အိမ်တော်သားဖြစ်တယ်ဆိုတာကို အမြဲတမ်းခံယူတဲ့သူဖြစ်တဲ့အတွက်ကြောင့်သူတို့ရောက်ရှိတဲ့နေရာမှာဖျားတရားကိုဘယ်တော့မှမမေ့ဘူးဖျားမမေ့တရားမမေ့တဲ့အတွက်ကြောင့်သူတို့ကဆိုရှင်ဖျားရဲ့ရွေးကောက်ခြင်းဖျားရဲ့ရွေးချယ်ခြင်းကိုအထုခံစားရပြီးတော့ကျွန်ဘဝနေမှာသခင်ဘဝသူပြောင်းလဲခဲ့ရတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ဘုရားသခင်ကသူ့ကိုယုံကြည်တယ်သူ့ရဲ့သားသမီးတွေကိုဘယ်တော့မှနော်နှိမ်ချတဲ့ဘဝမှာမထားပါဘူး။ယောသားကိုလည်းကြည့်လိုက်အောင် ယောသသူရောက်ရှိသွားတဲ့နေရာကသူ့ကိုခေါ်သွားတဲ့နေရာဆိုရှင်လည်းပဲလုံးဝယုံကြည်သူတွေရှိတဲ့နေရာမဟုတ်ပါဘူး။သို့ပေတော့ညာလည်းပဲသူရောက်တဲ့နေရာမှာသူ့အနေနဲ့တကူတော့တယောက်ထဲလုံးလီဖြစ်နေပါစေ။သူနဲ့သူရှိတာကဖရာ။ငါသည်ဖရာသခင်ရဲ့အိမ်တော်သားဖြစ်တယ်။ငါတို့ရှိဖရာရဲ့သားဖြစ်တယ်။ဖရာသားဖြစ်တဲ့အတွက်ကြောင့်ဖရာသားပိတ္တဆိုတဲ့သူအားဆိုရှင်အသက်ရှင်နေသွာလာတဲ့လှုပ်ရှားတဲ့ခါမှာ ူပါလို့ရှိရင်အကြီးမြတ်ဆုံးတော့သူဖြစ်လာတယ်ဆိုတာကိုတွေ့ရမယ်ချက်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်သင်ပင်နေရာမှာပဲရောက်ရောက်ဘယ်ဒေသမှာပဲရောက်ရောက်နိုင်ငံခြားပဲရောက်ရောက်အလုတ်ထဲမှာပဲရှိရှိဘယ်နေရာမှာပဲဘလို့ချင်နေမြင့်နေရှိနေပါစေသင်ကိုရွေးချယ်တဲ့ဖီးအားကိုဘယ်တော့မှမမေ့ပါနဲ့ဖီးအားတရားရှိတဲ့အတ္တနဲ့သင်ရှင်းတန်လိုက်ပါရောက်တဲ့နေရာမှာသင်အောင်မြင်နိုင်မယ်ရောက်တဲ့နေရာမှာသင်ဟာသခင်ဖြစ်နိုင်မယ်ရောက်တဲ့နေရာမှာဆိုရှင်သင်ဟာဆိုရှင်လုံးဝဖီးအားရဲ့ မြောက်စားခြင်းကိုသင်ခံစားရပြီးတော့လူပုံလဲမှာသင်ဟာတို့ရှင်လုံးဝထုံတောက်နေမှာဖြစ်တယ်။ဒါသင်ပင်နေရာပဲရောက်ရောက်နိမ့်ကျသွားတာမရှိဘဲနဲ့အမြဲတမ်းပဲအမြင့်တကအမြင့်ဆုံးပါဆိုရှင်ဘုရားကမြင့်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ယနေ့ဘုရားသခင်ရဲ့အိမ်တော်သားဖြစ်တဲ့ဘုရားသားဖြစ်တဲ့ကျွန်တော်ဂျမအားလုံးတို့ဒီဘုရားသခင်ကိုသာဘယ်လိုခြေနေမှာပဲရှိရှိဝေပြုဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်သင်တို့ကိုအားပေးတိုက်တွန်းလိုက်တာဖြစ်တယ်။သင်တို့အားလုံးဘုရားကိုအမြဲတမ်းခိုးလုံကိုးစားပြီးတော့ မိမိရှိတဲ့နေရာမှာဖျားနဲ့တူလက်တွဲခြင်းအပြင်ဖျားသခင်ရဲ့မြောက်စားခြင်းကိုရောက်တိုင်းခံစားရပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်လိုက်ပါတယ်ချစ်တဲ့မိစေများအားလုံးပါဖျားထူကောင်းကြီးချပါစေ